အားလုံးပဲမင်္ဂလာပါ ကိုတိတဲ့အချမ်းသာဆုံးလူတွေကအမြဲတမ်းလူလူညံပြေးဆုံးလူတွေမဟုတ်ကြဘူးလို့ခံစားမိကြပါသလားဒါကဘာလို့လဲဆိုတော့ချမ်းသာကြွယ်ဝမှုဆိုတာအရှုပ်ထွေးဆုံးနှီးပြူပါရင်စီးပွားရေးပုံစံတွေအားလုံးသိုံနဲ့ရလာတာမဟုတ်လို့ပါပဲအဲ့ဒါကကိုယ့်ရဲ့လူမှုဆက်ဆံရေးစွမ်းရည်ကိုတိဆောက်နေတာကနေလာတာပါဒါကဒဇိန်းတယောက်နဲ့ဘယ်လိုစကားပြောရမလဲပဏိပခါကိုဘယ်လိုကင်တွယ်ရမလဲဒါမှမဟုတ်ကိုလိုချင်တာကို ဘလို့တောင်းရမလဲဆိုတာကိုသိရမျိုးဖြစ်ပါတယ်။ခမားရမယ်ဒေါ်လာတိုင်းဟာတခြားတယောက်ယောက်ရဲ့အိတ်ကတ်ထဲကနေလာမှာမဟုတ်လား။ဒါကြောင့်ဒီဗီဒီယိုမှာတော့မိတ်ဆွေတို့အေကန်မုတ်ချချမ်းသာလာစေမယ့်အစွမ်းတတ်တဲ့လူမှုဆက်ဆံရေးစွမ်းရည်၁၀ခုကိုကျွန်တော်ရှင်းပြပေးသွားပါမယ်။ Manny Power မြန်မာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ပထမအဦးဆုံးအနေနဲ့ခမားတို့လူမှုဆက်ဆံရေးစွမ်းရည်ဖြစ်တိတ်မတွေးမိရဲ့အချက်တစ်ချက်ကနေစလိုက်အောင်အဲ့ဒါကတော့ standing up for yourself ကိုကိုကာကွယ်ရက်တည်ပါ။ ဒါပေမဲ့တကယ်တမ်းတော့ဒါဟာတခြားလူတွေနဲ့ခမရပထမအဆုံးဆက်သွယ်ပြောဆိုတဲ့နီးလန်းနေတဲ့တခုပါပဲခမရအနေနဲ့တယောက်ယောက်နဲ့အပြန်အလှန်ဆက်ဆံတဲ့အခါတိုင်းမှာတမျိုးတစားရဲသောညှိနှိုင်းမှုတခုကိုရှိနေတတ်ပါတယ်ဒါပေမဲ့အဲ့ဒီနေရာမှာပတ်စံအစားလေးစားမှုရဲ့အကြောင်းမှာခမရကိုလူတွေကစမ်းသပ်ကြမှာပါတစုံတယောက်က ခမရစကားကိုဖြတ်ပြောတဲ့အခါခမရရဲ့ထင်မြင်ချက်တွေကိုပယ်ချတဲ့အခါဒါမှမဟုတ်ခမရရဲ့အချိန်ကိုအလွဲသုံးစားလုပ်ဖို့စူးစမ်းတဲ့အခါ ခမားအနေနဲ့ဘလို့တုံ့ပြန်တယ်လဲဆိုတာခြေပြင်းနမူနာတစ်ခုကိုကြိုတင်တက်မှတ်လိုက်တာပဲဖြစ်ပါတယ်။ခမားဒါကိုလေ့လျူရှုလိုက်ရင်ခမားကိုဒီလိုဆက်ဆံလို့ရရဲဆိုပြီးတော့တခြားသူကိုတင်ပေးလိုက်တာပါ။အချိန်ကြာတာနဲ့မျှတခြားသူတွေကလည်းဒီလိုပဲစားလုပ်လာကြပါလိမ့်မယ်။အဲအကြောင်းချမ်းသာတဲ့သူတွေကဒါမျိုးဘယ်တော့မှအဖြစ်မခံတာပါ။အစင်းမြင့်အတိုင်းဝိုင်းဆက်ဆံရေးတွေကလေးစားမှုအပေါ်မှာလဲပတ်နေပါတယ်။ကိုကိုကာကွယ်ရက်တည်ရဲ့အခါကိုကိုတန်မိုးထားကြောင်းအချက်ပြလိုက်တာပါပဲ။ အဲ့ဒါမှပဲတခြားအဆင့်မြင့်လူတွေစီကလေးစားမှုကိုခင်ဗျားရရှိနိုင်မှာပါအဲ့ဒီအတိုင်းဒါဗမာလဲဆိုတာကိုစိတ်အေးထားပြီးတော့စောစီစီရှင်းရှင်းလင်းလင်းဖော်ပြရပါမယ်အရင်ဆက်ဆက်ထိမခံတာဒါမှမဟုတ်ဒရာမာစင်တာမျိုးမလုပ်ဖဲနဲ့ပေါ့ဒါပေမဲ့ခင်ဗျားဒါကိုလုပ်ကိုလုပ်ရပါမယ်ဘာလို့လဲဆိုတော့တခြားအောင်မြင်တဲ့သူတွေကခင်ဗျားကိုကိုမလေးစားဘူးဆိုတာမြင်သူတို့လဲခင်ဗျားကိုလေးစားကြမှာမဟုတ်ပါဘူးဒါကစပွဲဝိုင်းမှာပါဝင်တဲ့သူတွေကို တို့ဘယ်လိုစစ်ထုတ်တယ်လဲဆိုတာပါပဲ။ဒါကြောင့်ကိုကိုကာကွယ်ရက်ဒီယာလူမှုဆက်ဆံရေးလို့မဟုတ်ဘူးလို့ထင်ရပေမဲ့တကယ်တမ်းမှာတော့ကျန်တဲ့စွမ်းရည်အားလုံးဖြစ်လာစေတဲ့အရာပါပဲ။ကောင်းပါပြီ။ဒုတိယမြောက်လူမှုဆက်ဆံရေးစွမ်းရည်ကတော့ small talks စကားစမြည်ပြောတာပါ။အခုဒီတစ်ခုကိုလူအများစုကမုန်းကြမယ်ဆိုတာသိပါတယ်။ဟုတ်တယ်မလား။လူတော်တော်များများစကားစမြည်စပြောတာအပေါ်ရန်ဆန်တယ်။အချိန်ဖြုံးရအောင်ရောက်တယ်။ဒါမှမဟုတ်တကယ်စကားဝိုင်းမစခင်အထိ ဟန်ဆောင်ပြောနေရတဲ့အရာလို့ထင်ကြပါတယ်။ဒါပေမဲ့အဲ့ဒါကပဲလူများစုအမှန်မှားနေတဲ့အရာပါ။ခမည်းတော်ရောက်နဲ့ပထမဆုံးတွေ့တဲ့အခါသူတို့ကခမည်းကိုယုံကြည်ဖို့လုံလောက်မသိသေးပါဘူး။သူတို့ကသတိထားနေကြပြီးအဲ့လိုပဲဖြစ်တင်ပါတယ်။ဒါကြောင့်အပေါ်ယံကြည့်ရင်စကားစမီပြောတာယာဒီဥဒုအကြောင်းဒါမှမဟုတ်အားကစားအကြောင်းဒါမှမဟုတ်ဒီနေ့ဘလို့နေလဲဆိုတဲ့အကြောင်းတွေပြောတာလို့ထင်ရပါတယ်။ဒါပေမဲ့တကယ်လက်တွေ့မှာတော့ဒါခမည်းနဲ့စကားပြောလို့ရတယ်ဆိုတာကိုအချက်ပြနေရပါပဲ။ ကောင်းမွန်တဲ့စကားသမီးပြောတယ်ဆိုတာခမားဘကပြောတဲ့အရာနဲ့တိတ်မဆိုင်ပါဘူး။ရိုးရှင်းတဲ့မိကွန်းတွေမိတာအာယုံဆိုင်နားထောင်တာပြီးတော့လူတွေကိုဆက်ပြောခွင့်ပေးတာမျိုးနဲ့ပူဆိုင်ပါတယ်။စကားသမီးပြောတာရဲ့ရည်မှန်းချက်ကတော့အခြားသူနဲ့ဆက်သွယ်နိုင်မယ့်အရာတစ်ခုခုကိုရိုးရှင်းစွာရှာဖွေတာပါ။မဟုတ်လို့လဲဆိုတော့တူညီတဲ့အချက်တစ်ခုကိုခမားရားလိုက်တာနဲ့သူတို့ကခမားကိုစပြီးတော့သဘောကျတာပါတယ်။ပြီးတော့သူတို့ခမားကိုသဘောကျလာတဲ့သူတို့စယုံကြည်လာကြတယ်။ပြီးတော့ လူရီယာခမားရဲ့နားမှာစိတ်တောင့်တသက်သာဖြစ်တယ်လို့ခံစားလာရတဲ့အခါသူတို့ view ဆိုင်တဲ့အရာတွေသူတို့လိုအပ်တဲ့အရာတွေသူတို့ကြောက်ရွံ့တဲ့အရာတွေအကြောင်းကိုဖွင့်ပြောလာကြပါတယ်။ဒီစွိုင်းရင်ကိုကျွမ်းကျင်လာတဲ့သူတွေဟာအခွင့်အလမ်းတွေဘယ်တော့မှမကုံသွားပါဘူး။ဒါကြောင့်ခမားဒါဟောအတားအဆီးတစ်ခုဖြစ်နေတွေးလို့ရပါတယ်။ဒါမှမဟုတ်ကြည်ပါ။ခမားအဲ့အရာကိုကြော်လွားရမှာကောင်းကောင်းပြောတာကိုတင်ယူရအောင်ပါ။ဘာလို့လဲဆိုတော့ခမားစကားစမီးပို့ပြောတတ်လေလေ။တကယ်ဆက်ဆံရေးတစ်ခုစီကိုခမားပို့မြန်မြန်သွားနိုင်လေမို့လို့ပါပဲ။ အခုစကားသမီးပြောတာကိုကျွမ်းကျင်ပြီးရတဲ့ခမောင်းကိုချမ်းသာလာစီမယ်တတ္တိယမြောက်လူမှုဆက်ဆံရေးစွမ်းရည်ရတော့ networking ကိုင်းရချိတ်ဆက်ခြင်းပါဒါလည်းလူအများစုမုန်းတဲ့အရာတစ်ခုပါပဲဒါပေမဲ့ဒါကိုသူတို့တကယ်နားမလည်ကြလို့ပါကြည်ပါ လူအများစုကကိုင်းရချိတ်ဆက်ခြင်းဆိုတာလူတွေကိုစုဆောင်းတာ linkedin မှာအဆက်အသွယ်တွေထပ်ထည့်တာပွဲတွေသွားပြီး business case တွေလဲတာလို့ထင်ကြတယ်ဒါပေမဲ့တကယ်တမ်းမှာတော့အဲ့လိုကိုင်းရချိတ်ဆက်တာမျိုးကဘယ်ဟုတ်မှဥတည်မနေပါဘူး ဘာလို့လဲဆိုတော့ဆက်ဆံရေးဆိုတာအရေအတွက်ကိန်းခဏန်းနဲ့ဆိုင်တဲ့ကစားပွဲတသက်မဟုတ်လို့ပါ။ကိုရဲချိတ်ဆက်ခြင်းရဲ့တကယ်စွမ်းရည်ကအပြန်အလှန်အကျိုးပြုတဲ့ဆက်ဆံရေးတွေကိုတိဆောက်ရမှာတည်ရှိပါရဲ့။ဒါကခမားတီးရဲ့လူဘလောက်များသလဲဆိုတာကြီးပဲမဟုတ်ပါဘူး။ဒါကလူတွေကိုသူတို့ကိုကူညီနိုင်တဲ့အခြားသူတွေနဲ့ချိတ်ဆက်ပေးနိုင်ခြင်းနဲ့ပူဆိုင်ပါရဲ့။တခါလေကြတော့ခမားကသူတို့ကိုကူညီပေးနိုင်တဲ့သူဖြစ်နေတတ်ပါရဲ့။ဒါပေမဲ့အများအားဖြင့်ကိုရဲချိတ်ဆက်ခြင်းဆိုတာဓာတ်ရိုက်တော်၎င်းချက်ချင်းတော်၎င်း ခမားဘာတခုမှမရရှိရင်တော့တဝို့တူအကူအညီပြုနိုင်မဲ့လူနှစ်ယောက်ကိုမိတ်ဆက်ပေးတာကိုဆိုလိုပါတယ်။ဒါပေမဲ့အချိန်ကြာလာနဲ့မြတ်အဲ့ဒါကခမားအတွက်နာမည်ကောင်းတိစောက်ပေးပါတယ်။လူတွေကခမားနာမည်ကြားတာနဲ့အခွင့်အလမ်းဆိုတာနဲ့စတင်ဆက်ဆက်ပြီးတော့တွေးခေါ်လာကြပါတယ်။ဒီလူကိုတည်ရဆိုတဲ့ပုံကိုဖြစ်နေတာရိုးရှင်းတဲ့အောင်ရှိပေမဲ့ကျွန်တော်ယုံပါ။ဒါကတကယ်တော့ခမားမှာရှိတဲ့အစွမ်းထက်ဆုံး position တွေတခုပါပဲ။ဒါပေမဲ့ဒီအချက်ကိုတော့သတိထားပါမယ်ဆိုရင် ဒီလူမှုဆက်ဆံရေးစွမ်းရည်တွေအားလုံးကိုတင်ယူတာခမည်းဘုရားအောင်ရှေ့တိုးစီမှာပါအဲမဲ့ခမည်းတကယ်ချမ်းသာပြီးအောင်မြင်ခြင်းနဲ့ဆိုရင်ကိုပိုင်ဗန္ဓာရေးစုံဦးတီထွင်မှုယုံကြည်မှုခေါင်းဆောင်မှု အလေးချင်းတွေတိဆောက်တာတွေကိုတင်ရပါမယ်ကောင်းပြီနောက်တစ်ခုကတော့ collaboration ပူးပေါင်းဆောင်ရွက်ခြင်းဆိုတဲ့လူမှုဆက်ဆံရေးစွမ်းရည်ပါပဲဒါ ਉਹ လူတော်များများမှားရင်းစွာလုပ်နေကြပါတယ်လူတွေကသူတို့ဟာအသိအဖွဲနဲ့ကစားနိုင်သူတွေပါလို့ပြောရတာကိုကြိုက်ကြတယ်ဒါပေမဲ့ အချိန်အများစုမှာသူတို့တကယ်ဆိုလိုချင်တာသူတို့ဟာကိုနီးကိုဟန်နဲ့လုံနေရင်တခြားသူကိုတီးခံနေဆိုတာပါစစ်မှန်တဲ့ပူပေါင်းဆောင်ရွက်မှုအားအထက်အများကြီးပုံနဲ့ရှိုင်းပါတယ်ဒါတခြားသူတွေနဲ့အတူတူလှုပ်ဆောင်နိုင်တဲ့စွမ်းရည်တသက်မဟုတ်ပါဘူးဒါကိုယ့်ရဲ့မာနကိုဘေးဖယ်ထားပြီးတော့အတူတကွရရှိအောင်ကြိုးစားနေတဲ့နေရာမှာလုံလုံလရာအာယုံစိုက်နိုင်တဲ့စွမ်းရည်ဖြစ်ပါတယ်အဲ့ဒါရိုးရှင်းတယ်လို့ထင်ရပေမဲ့လုပ်ဖို့ကအင်မတန်ခက်ခဲပါတယ်ဘာလို့လဲဆိုတော့ ူတိုင်းကမှန်ကန်ကျင်ကြပါတယ်။လူတိုင်းကသူ့ရဲ့အတွေးခေါ်တွေကိုအတိအမှတ်ပြုစေခြင်းညားတယ်။လူတိုင်းကဂုံပြုခံခြင်းညားတယ်။တကယ်တော့ထင်ရှားပေါ်လွင်ခြင်းနဲ့ကိုယ့်ရဲ့စိတ်ဆန္ဒကိုစွန့်လွတ်ဖို့ဆိုတာခက်ခဲပါတယ်။ဒါတကယ်ကိုစီးကမ်းရှိဖို့လိုအပ်ပါတယ်။ဒါမှမဟုတ်တတိယပါ။နောက်ဆုံးမှာအဲ့ဒါရေးမကြည့်ပါဘူး။အောင်မြင်တဲ့သူတွေကကွဲပြားစွာတွေးခေါ်ကြပါတယ်။ကိုယ့်အသင်းထဲမှာပဲအနိုင်ရအောင်ကြိုးစားမယ်အစား။သူတို့ကကိုယ့်အသင်းကိုအနိုင်ရအောင်လုပ်ပေးဖို့အတွက် ခံရပါစံအပြည့်အဝအာယုံစိုက်ထားကြပါတယ်။ပြီးတော့ကြံတဲ့အရာအားလုံးကိုမေးထားလိုက်ပါတယ်။အခန်းထဲမှာအဲ့လိုလူတွေအလုံးလောက်ရှိတဲ့အခါအဲ့ဒါထူးခြားတဲ့အရာတွေကိုလုံနိုင်တဲ့အချိန်ပါပဲ။ပူပေါင်းဆောင်ရွက်ခြင်းဆိုတာရလတ်အတွက်တသက်ပါ။မျှဝေထားတဲ့ပန်းနိုင်တစ်ခုရဲ့ပတ်လည်မှာတခြားသူတွေနဲ့ခမားပုံမြန်မြန်ညှိနှိုင်းလေလေပုံမြန်မြန်ဆန်းဆန်းအောင်မြင်နိုင်လေလေပါပဲ။ဒါကကျုပ်တို့ရဲ့နောက်ထပ်လူမှုဆက်ဆံရေးစွမ်းရည်ဖြစ်တဲ့ conflict resolution ဆိုတဲ့ ပဏိပခဖြည့်ရှင်ခြင်းဓာတ်ရိုက်တက်ရောက်ပါတယ်။တခုဟာအမခန့်အစွမ်းထက်ပါတယ်။ဘာလို့လဲဆိုတော့သဘောထားကွဲလွဲမှုတွေကိုမကင်တွယ်ရတဲ့သူဘယ်သူရှိလို့လဲ။ဟုတ်တယ်မလား။ဒါမှမကြည့်လိုက်ပါ။အဲ့ဒီချက်ကဒီလိုရှိပါတယ်။အပေါ်ယံကြည့်ရင်ပဏိပခဖြည့်ရှင်ခြင်းဟာလူတိုင်းသဘောတူညီအောင်လုပ်တာလို့ထင်ရပါတယ်။ဒါမှမဟုတ်ပါဘူး။လူတွေကိုတုံးနဲ့တူသဘောတူညီအောင်လုပ်ဖို့ကြိုးစားတာပဲ။လူတွေကိုရက်တက်နေစေတတ်ပါတယ်။ဘာလို့လဲဆိုတော့ဒါကလက်တွေအားဖြင့်မဖြစ်နိုင်လို့ပါပဲ။ အဲ့ဒီစားခမရလူတွေကိုဘလို့သဘောမတူအောင်လောက်ရမလဲဆိုတော့သိရင်ရပါမယ်။ဒါမဲ့ကောင်းကောင်းမွန်မွန်သဘောမတူအောင်ပေါ့။ Jeff Bezos ကဒီမူကို disagree and commit သဘောမတူပဲဂတိပြုပါလို့ပြောခဲ့ပါတယ်။ဒါရိုးရှင်းတဲ့အတွေးခေါ်တစ်ခုပါ။ဒါမဲ့အစွမ်းထပ်ပါတယ်။ဒါကြောင့်အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုချမှတ်ဖို့ရှိလာတဲ့အခါတိုင်းခမရအဲ့ဒါကိုငင်းခုန်နိုင်ပါတယ်။ကိုယ့်ချက်ကိုထုတ်ဖော်နိုင်ပါတယ်။ကိုငင်းကျင်တာတွေကိုငင်းနိုင်ပါတယ်။ ဒါမဲ့နောက်ဆုံးမှာတော့တစုံတစ်ယောက်ကဆုံးဖြတ်ချက်ချရပါမယ်။ပြီးရင်လူတိုင်းကအဲ့ဒါကိုသဘောမတူရင်တော့မှအကောင်းဆုံးရလက်ရဖို့အတွက်အဲ့ဒီတိုင်းလိုက်နာဆောင်ရွက်ရပါမယ်။ကြည့်လိုက်ပါ။ခမရတခြားသူတွေနဲ့အလုပ်လုပ်နေတဲ့အခါပဏိပခဆိုတာရှောင်လွဲလို့မရပါဘူး။ဒါမဲ့ပဏိပခအများစုကနောက်ဆုံးပန်းနိုင်အကြောင်းမဟုတ်ပါဘူး။သူတို့ကအဲ့ဒါကိုအောင်မြင်အောင်လုပ်မဲ့နီးလန့်အကြောင်းတတ်တတ်ပါခမရတောင်နားလေသွားရနဲ့ခမရဟာအရာအလုံးလူတိုင်းသဘောတူကိုမလိုဘူးဆိုတာကိုသိလာပါလိမ့်မယ် ခမားလိုအပ်တာလူတိုင်းပန်းနိုင်ကိုသဘောတူပြီးအဲ့ဒါကိုအောင်မြင်အောင်လုပ်မဲ့နီလန်းတစ်ခုကိုဂတိပြုဖို့ပါပဲအဲ့ဒါကအောင်မြင်တဲ့သူတွေပဏိပခတွေကိုဖြည့်ရှင်းတဲ့နီလန်းပဲဖြစ်ပါတယ်နောက်တစ်ချက်ကိုဆက်မပြောခင်အခုလိုတန်မိုးရှိရဲ့ဘူးတုဒ္ဒရီကိုအမြဲတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ Many Power မြန်မာ Channel လေးကို Like and Subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့ဒါဆိုရင်ဆက်ပြောလိုက်အောင်နောက်ထပ်လူမှုဆက်ဆံရေးစွမ်းရည်ရာတော့ခမားကိုတကယ်ချမ်းသာလာစေမယ့်တစ်ခုဖြစ်ပေမဲ့လူတော်တော်များများနားလည်မှုလွဲနေတဲ့တစ်ခုလည်းဖြစ်ပါတယ် အဲ့ဒီအရာကတော့ negotiation ညှိနှိုင်းဆွေးနွေးခြင်းပဲဖြစ်ပါတယ်ကြည်ပါလူအများစုကညှိနှိုင်းဆွေးနွေးတာကိုတစ်ဖက်နဲ့တစ်ဖက်အကောင်းဆုံးရလက်ရဖို့တွန်းအားပေးနေတယ်ပြိုင်ဆိုင်မှုတစ်ခုလို့ထင်ကြပါတယ်အဲ့ဒီလိုတွေးခေါ်မှုမျိုးကအဓိကအချက်ကနေလွဲချော်နေပါတယ်ညှိနှိုင်းဆောင်ရွက်ခြင်းဆိုတာတနည်းအားဖြင့်ခမရဲ့တန်ဖိုးဘယ်လိုတိုင်းတာလဲဆိုတာပါပဲခမရကအဲ့ဒါခမရဲ့တန်ဖိုးကိုထင်ဟပ်စေမဲ့နံပါတ်တစ်ခုကိုတတ်မှတ်ဖို့ဒါမှမဟုတ်ဖွဲ့စည်းပုံတစ်ခုကိုဒီဇိုင်းဆွဲဖို့ခမရကိုတွန်းအားပေးပါတယ် အားကြောင့်ညှိနှိုင်းမှုတွေဟာကံလန်းမှုတွေမလုပ်ခင် အများကြီးစောပြီးတော့စတင်တာဖြစ်ပါတယ်။ခမည်းစပွဲဝိုင်းကိုဘာတွေယူဆောင်လာလဲဆိုတာကိုစစ်မှန်စွာနားလည်ခြင်းကနေစတင်တာပါ။ခမည်းအနေနဲ့အဲ့လိုမဟုတ်ဘူးဆိုရင်အလွန်နှဲပါတာကိုတောင်းဆိုရင်းနဲ့အဓိကအဖြစ်ကိုကိုလိန်ညာမိမယ်ဒါမှမဟုတ်အလွန်ကျွန်းတောင်းဆိုရာကနေအခန်းထဲကနေရေမိုးပြီးမောင်းထုတ်ခံရပါလိမ့်မယ်။ဒါကြောင့်ခမည်းအနေနဲ့ကောင်းကောင်းညှိနှိုင်းတတ်တဲ့အခါအခြေခံအဖြစ်ခမည်းကကျုပ်ရဲ့တန်ဖိုးကိုကျုပ်သိတယ် ခမရလည်းသိမယ်လို့ယုံကြည်ရဲလို့ပြောနေရပါအဲ့ဒါကလေးစားမှုတစ်ခုရဲ့လောက်ရပါပဲပြီးတော့အဲ့ဒါကိုအတီးပြုတ်ပြီးတာနဲ့ဒါစိတ်ဖြည်စီမှုအားလုံးကိုဖယ်ရှားပြီးအပြန်အလှန်နားလည်မှုနဲ့အစားထိုးလိုက်ပါတယ်ဒီလူမှုဆက်ဆံရေးစွမ်းရည်ကိုဘလို့အတုံးချရမလဲဆိုတာခမရတင်ယူမယ်ဆိုရင်အလွန်မင်းအစွမ်းထပ်ပါတယ်အခုလူအများစုနားမလည်သေးတဲ့နောက်ထပ်အရေးကြီးတဲ့လူမှုဆက်ဆံရေးစွမ်းရည်တစ်ခုရှိပါသေးတယ် selling ရောင်းချခြင်းမှာ ဒီတစ်ခုဟာအမြတ်ဆုံးရရှိမှုအတွက်အကောင်းဆုံးနဲ့ကတစ်ခုဖြစ်ဖို့လွယ်ကူပါတယ်ကြည့်ပါလူတွေကကြောင်းအားဆိုတဲ့စကားလုံးကိုကြားတဲ့အခါသူတို့မလိုအပ်တဲ့အရာတစ်ခုကိုဝယ်ဖို့သူတို့အသေးအတန်စီယုံပြောဆိုဖို့ကြိုးစားနေတဲ့တစုံတစ်ယောက်ကိုပုံမှန်အဖြစ်စိတ်ကူးကြပါတယ်သူတို့ဂယုစိုက်တာပတ်စံပါဒါပေမဲ့ကောင်းမွန်တဲ့ရောင်းချခြင်းဆိုတာအဲ့လိုမဟုတ်ပါဘူးအကောင်းဆုံးရောင်းချခြင်းဆိုတာတကယ်တော့တစုံတစ်ယောက်ကိုသူတို့မှာဖြည့်ရှင်းတဲ့ပြဿနာတစ်ခုရှိရဲဆိုတာသိရှိလာအောင်ကူညီပေးပြီးတော့ အဲ့ဒါကိုပြင်ဆင်ဖို့အတွက်ရှင်းလင်းတဲ့လမ်းကြောင်းတစ်ခုကိုပြသပေးတာပါရိုးရှင်းတယ်လို့ထင်ရပါမယ်ခမားထင်တာလည်းအများကြီးပိုခတ်ပါတယ်ဘာလို့လဲဆိုတော့တစုံတစ်ယောက်ကိုတစ်ခုဝယ်ဖို့မစည်းရုံးခင်မှာပထမဆုံးသူတို့မှာပြဿနာတစ်ခုရှိနေတယ်ဆိုတာကိုသိရှိလာအောင်ခမားကူညီပေးရပါမယ်ပြီးတော့အဲ့အသည့်အမြင်ရှိလာတဲ့အမျှသူတို့တိဆောက်ဖို့ခမားကူညီပေးရမယ်ယုံကြည်ချက်တွေရဲ့အစီအစဉ်တစ်ခုလုံးရှိရပါမယ်။ပထမဦးစွာပြဿနာဖြေရှင်းတဲ့နယ်လို့သူတို့ကိုယုံကြည်လာအောင်လုပ်ရမယ်။ပြီးရင အခုချက်ချင်းဖြည့်ရှင်းတဲ့နဲ့ပြီးတော့အဲ့ဒါကိုတကယ်ဖြည့်ရှင်းနိုင်တယ်ခမရဲ့ဖြည့်ရှင်းနည်းကအတိတ်ပဲရှိတယ်။နောက်ဆုံးအနေနဲ့အခက်အခဲဆုံးအပိုင်းကတော့ခမရအဲ့ဒါကိုလုံနိုင်တဲ့သူဖြစ်တယ်ဆိုတာတက်တည်ပြရပါမယ်။အဲ့ဒီအစဉ်တိုင်းဟာစာနာမှုနဲ့စီယုံမှုရဲ့တေးငယ်တဲ့လောက်ရတစ်ခုစီဖြစ်ပါတယ်။အဲ့ဒါကြောင့်ရောင်းချခြင်းဟာတန်မိုးရှိရဲ့စွမ်းရည်တစ်ခုဖြစ်နေရပါ။ဒါရဲ့အမြင့်ဆုံးအဆင့်ဟာဆက်ဆံရေးပါပဲ။ဒါကတစုံတစ်ယောက်ကိုလုံးဝမသိရှိမှုကနေဆုံးဖြတ်ချက်ချနိုင်တဲ့အထည် ွေပြောင်းပေးနိုင်တဲ့စွမ်းရည်ပါအဲဒါကြောင့်ခမားဟာဒီကနေပတ်စံအများကြီးရရှိနိုင်တာပါရှင်းနေတာကတော့ခမားသာတော်တယ်ဆိုရင်အယောင်းဝယ်အလုပ်တစ်ခုရယူပြီးကော်မရှင်အချို့ရနိုင်ပါတယ်ဒါပေမဲ့စဉ်းစားကြည့်ပါစီးပွားရေးပဲဖြစ်ဖြစ်ခေါင်းဆောင်မှုပဲဖြစ်ဖြစ်ဆက်ဆံရေးတွေမှာတော့ခမားစိတ်ကူးတွေအစီအစဉ်တွေနဲ့အမြင်တွေအဆက်မပြတ်ရောင်းချနေတာဖြစ်ပါတယ်ရောင်းချခြင်းကိုကျွမ်းကျင်တဲ့သူတွေကပတ်စံပိုရယုံနေမှာကပဲအရာရာကိုပိုဖြစ်မြောက်စေပါတယ်အဲဒါကြောင့်ပဲရောင်းချခြင်းက ခင်ဗျားကိုချမ်းသာစေနိုင်တာပါ။ကောင်းပါပြီ။ရှေ့ဆက်သွားရအောင်။ဒီနေရာမှာတော့အဆင့်မြင့်စွမ်းရည်တွေကိုရောက်ရှိလာပါပြီ။လူမှုဆက်ဆံရေးစွမ်းရည်နံပါတ်၈ကတော့လောက်ပိုင်ကိုလွှဲရခြင်း delegation ဖြစ်ပြီးတော့ဒါကရိုးရှင်းတယ်လို့ထင်ရပေမဲ့အခြေခံအားဖြင့်ဒီမှာအဆင့်နှဆင့်ရှိပါတယ်။အခြေခံပထမအဆင့်မှာလောက်ပိုင်ကိုလွှဲရခြင်းဆိုတာလူတစ်ယောက်အတွက်လိုအပ်တဲ့ project အပိုတစ်ခုခုခင်ဗျားမှာရှိတဲ့အတွက်ခင်ဗျားအလုပ်တွေကိုခွဲဝေပေးပြီးတော့အလုပ်ပြီးတဲ့အထိစောင့်နေတာမျိုးဖြစ်ပါတယ်။ ဒါပေမဲ့အဲ့ဒါအပေါ်ယံကဏ္ဍတသက်ကိုပြောတာဖြစ်ပါတယ်။ပိုင်ဆိုင်ခွင့်လွှဲရခြင်းရဲ့တကယ်စွန့်ရင်ကအမိန်ပေးတာနဲ့တိတ်မဆိုင်ပါဘူး။ဒါလူတွေကိုဘာလို့ရမယ်ဆိုတာပြောပြရုံနဲ့မဟုတ်ပါဘူး။ဒါသူတို့ဘယ်သူလဲဆိုတာသိရတဲ့ပိုဆိုင်ပါတယ်။သူတို့ရဲ့အားသာချက်အားနည်းချက်တွေသူတို့ကိုဘာလှုပ်ဆော်ပေးသလဲပြီးတော့သူတို့ဘယ်လိုအကောင်းဆုံးအလုပ်လုပ်သလဲဆိုတာကိုနားလည်တာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့စဉ်းစားကြည့်ရင်ခမရနားမလဲလူတယောက်ကိုကောင်းကောင်းလွှဲရလို့မရပါဘူး။ ဒါမဲ့နားလည်မှုဆိုတာအချိန်ယူရပါတယ်။ဒါကအာယုံဆိုင်ပြီးတိဆောက်ရတာပါ။လူတွေဘလို့တွေးတယ်ဆိုတာကိုသတိထားပြီးဘလို့စိန်ခေါ်မှုမျိုးကသူ့ရဲ့အကောင်းဆုံးကိုထုတ်ပေးစလဲဆိုတာကိုသတိပြုမိခြင်းဖြင့်တိဆောက်ရတာမျိုးပါ။အဲ့ဒါကအကောင်းဆုံးရလဒ်တွေရရှိဖို့တခုပြီးသောနည်းလမ်းဖြစ်ပါတယ်။မှန်ကန်တဲ့လူကိုမှန်ကန်တဲ့အလုပ်တွေလုပ်စေနိုင်ဖို့ခမည်းမှာစွမ်းရည်ရှိပါတယ်။ဒါကြောင့်လုံပိုင်ဝင်ကောင်းကောင်းလွှဲရခြင်းဆိုတာစိတ်ခံစားမှုဆိုင်ရာညာရင်ညာသွေးနဲ့ပတ်သက်ပါတယ်။ဒါဟာလူတွေကိုသိရတဲ့ သူတို့ဘာတကယ်ထူးခြားစေလဲဆိုတာကိုသိရတယ်ပတ်သက်ပါတယ်။ဒါပေမဲ့ခမည်းသားဘဝမှာတကယ်ရှိရောက်ချင်တယ်ဆိုရင်ဒီလူမှုဆက်ဆံရေးစွမ်းရည်ဟာတခြားဘာနဲ့မှမတူအောင်ခမည်းတော်တွန်းအားပေးပါလိမ့်မယ်။အဲ့ဒီအရာတော့ public speaking လူများရှိမှစကားပြောခြင်းဖြစ်ပါတယ်။ဒါပေမဲ့ဒီအသုံးတော့ကနည်းနည်းလေးလွဲမှားစေနိုင်ပါတယ်။လူများစုကလူများရှိမှစကားပြောရမယ်လို့ကြားလိုက်တာနဲ့စင်မြင့်အလယ်မှာမိမောင်းထိုးပြီးသူတို့ကိုစိုက်ကြည့်နေတဲ့လူအပြည့်နဲ့အခန်းကိုစိတ်ကူးမိကြပါတယ်။ တကယ်တော့ခမရလူတစ်ထောင်နဲ့စကားပြောနေရပဲဖြစ်ဖြစ်ဇပွဲတစ်ဖက်ကလူတယောက်ယောက်နဲ့စကားပြောနေရပဲဖြစ်ဖြစ်အရေးမကြီးပါဘူးလူများရှိစကားပြောခြင်းဆိုတာတကယ်တော့စိတ်ကူးတစ်ခုနဲ့လူတွေကိုဖန်ဆားနိုင်တဲ့စွမ်းရည်တတ်တတ်ပါပဲဒီထူးခြားချက်ကိုခမရကိုယ်တိုင်ခံစားမှုမှာပါဟုတ်တယ်မလားလူနှစ်ယောက်ကအเจ้าညာတစ်ခုတည်းကိုပြောနေပါတယ်တယောက်ကခမရကိုအိတ်ငိုက်စီပြီးတော့ကြံတယောက်ကတော့ရက်ပေါင်းများစွာခမရကိုတွေးနေစီပါတယ်ခမရကအဲ့လိုလုံနိုင်ရင် ခမရကဘသူ့ကိုမဆို ဘာမဆိုလောက်ခိုင်းလို့ရပါတယ်။အဲအကြောင်းခမားလေးစားတဲ့ကြီးမြတ်တဲ့ခေါင်းဆောင်နိုင်ဟာအများသူငါရှိစကားပြောဆိုခြင်းကိုကျွမ်းကျင်ကြပါတယ်။ဘာလို့လဲဆိုတော့ကဘာကြီးကစိတ်ကူးတွေအတွက်လဲပတ်နေတာမဟုတ်ပါဘူး။သူတစ်ပါးကိုအဲ့ဒီစိတ်ကူးတွေယုံကြည်အောင်လုပ်နိုင်တဲ့လူတွေအတွက်လဲပတ်နေတာပါ။ဒီစွမ်းရည်ကတခြားစွမ်းရည်တွေပို့ပြီးတော့ခမားဘလောက်အောင်မြင်နိုင်မလဲဆိုတာကိုဆုံးဖြတ်ပေးပါတယ်။ကောင်းပါပြီ။နောက်တစ်ခုကတော့ခမားလူမှုဆက်ဆံရေးစွမ်းရည်အဖြစ်ဘယ်တော့မှပေါ်ပြတာမကြားဘူးတဲ့အကြောင်းအရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်အဲ့ဒါကအင်တာဗျူးဝင်အင်တာဗျူးလုပ်ခြင်းပါပဲဒါပေမဲ့ဒါကခင်ဗျားမရှိဘူးလို့ထင်ထားတဲ့တကားတွေကိုဖွင့်ပေးနိုင်ပါတယ်ကြည့်ပါအင်တာဗျူးလုပ်ခြင်းဆိုတာအမှုပညာတစ်မျိုးပါဘာလို့လဲဆိုတော့ဒါကမေးခွန်းနဲ့မေးရုံသက်သက်မဟုတ်ပါဘူးမှန်ကန်တဲ့အချိန်မှာမှန်ကန်တဲ့လူကိုမှန်ကန်တဲ့မေးခွန်းတွေမေးတာမျိုးပါမှန်ကန်တဲ့မေးခွန်းတွေမေးခြင်းကတစုံတစ်ယောက်ကခင်ဗျားကိုဘယ်လိုမြင်တယ်လဲဆိုတာကိုလုံးဝပြောင်းလဲပြစ်နိုင်ပါတယ်ဘာလို့လဲဆိုတော့ ခမရအပေါ်ရန်အဆင့်ထက်ကြော်လွန်ပြီးနားလေတယ်ဆိုတာကိုပြသလိုပါပြီးတော့စဉ်းစားကြည့်ပါလူတွေကသူတို့စိတ်ဝင်စားတဲ့အကြောင်းအရာတွေပြောရတာကိုကြိုက်ကြတယ်ဒါကြောင့်ခမရသာအဲ့ဒီရဲ့အဓိကအချက်ကိုထိနိုင်ရင်သူတို့ရဲ့ယုံကြည်မှုကိုချက်ချင်းရရှိနိုင်ပါတယ်ဒါကြောင့်ခမရဘသူနဲ့စကားပြောနေရဆိုတာနားလေဖို့အရန်ရေးကြည့်ပါတယ်လူတယောက်အတွက်မှန်ကန်တဲ့မိကုံးကအခြားတယောက်အတွက်လုံးဝမှားယွင်းနေနိုင်ပါတယ်တစုံတယောက်ကိုတကယ်မောင်းနေနေတဲ့အရာဘာလဲဆိုတာကိုနားလည်အောင်ခမရသင်ယူရပါမယ် ခမားဒါကိုထူးယွန်နေဆိုရင်အကောင်းဆုံးမေးခွန်းတွေဟာတည်င်းအချက်လက်တွေကိုထုတ်ဖော်ရုံနဲ့မကပါဘူး။သူတို့ဟာလူတွေကိုကိုယ်ပိုင်အတွေးခေါ်တွေကိုတိုးချဲ့စေပါတယ်။အဲ့ဒါပဲဒီကဏ္ဍကိုအစွမ်းထက်စေရပါ။စိတ်ကူးအစ်တတွေကလာချမ်းသာကြွယ်ဝမှုကိုဖန်တီးပေးပါတယ်။ဒါကြောင့်အမှန်ကန်တဲ့အချိန်မှာလူတွေစီရနေအဲ့ဒါကိုခမားထုတ်ယူနိုင်ရင်ခမားတော်မသိလိုက်တဲ့တကားတွေဖွင့်ပေးနိုင်ပါတယ်။ပြီးတော့တတိယပါခမားကိုယ်ကိုမေးခွန်းတွေအမြဲမေးလို့ရပါတယ်။ဒီတော့ခမားရဲ့နောက်ထပ်အောင်မြင်မှုတစ်ခုစီရောက်ဖို့ ကြီးမြတ်တဲ့မေခွန်းတစ်ခုဆိုတဲ့ခြေတလန်းပဲလိုပါတယ်။ဒါတွေကတော့မိတ်ဆွေကိုချမ်းသာစေမယ့်လူမှုဆက်ဆံရေးစွမ်းရည်၁၀ခုပါ။ဒီဗီဒီယိုကမိတ်ဆွေကိုလှုပ်ဆော်ပေးပြီးအရာတွေကိုအကောင့်ထဲပေါ်လိုက်မယ်လို့ညွှန်လိုက်ပါတယ်။ဘာလို့လဲဆိုတော့ဒီအရာတွေကိုတကယ်တီဆောက်နိုင်မယ်တခုကြီးသောနီလန်လက်တွေလှုပ်ဖို့ပါ။နောက်မှပြန်တွေ့ပါမယ်။ကျေးဇူးတင်ပါတယ်။